မင်္ဂလာပါဝေလ်ကမ်နိုင်မအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီမနက်မှာတော့ fighter တရအော်တွက်ကတော့အရန်ကိုအဆင်ပြေတယ်ပြီးတော့နောက်ပြောက်ကတော့ဝမ်းနေစရာဖြစ်တဲ့တဲတဲပေါ့နော် UFC ဘက်ကချိန်ညာလာတဲ့တဲတဲမှာမနေ့ညမှာပဲဒီဥက္ကရာကြီးဒေနာဝိုက်ကအရေးကြီးတဲ့တဲတဲတွေချိန်ညာဖို့ရှိတယ်ဆိုပြီးပြောခဲ့တာပါပြီးတော့နောက်တစ်ချက်ကလက်ရှိ lightweight တန်းရဲ့ champion Ilya Topuria ကလည်း သူ့ရဲ့အမိသားစုကိစ္စတွေရှိနေတဲ့အတွက်လာမယ့်ဇန်နဝါရီလမှာပွဲမထိုးနိုင်ဘူးဆိုပြီးတော့ပြောထားပါတယ်။အဲတော့ပရိတ်သတ်အားလုံးကလည်းအီလီယာထော့ဖိုရီယာက lightweight တန်းချန်ပီယံကပတ်ဆွန့်လွတ်ရတော့မယ်ဆိုပြီးတော့စိတ်ပူနေခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီမနက်မှာပဲဥက္ကဋ္ဌကြီးအကြေညာသွားပါတယ်။အဲဒါကတော့ lightweight တန်းရဲ့ကြားဖြတ်ချန်ပီယံကပတ်လူပွဲကိုကြေညာလာတာဖြစ်ပါတယ်။အဲ့တော့အီလီယာထော့ဖိုရီယာလည်းသူ့ရဲ့ကပတ်ကိုဆွန့်လွတ်စရာမလိုပါဘူးခင်ဗျာ။ ဲ့တော့ Topuria အတွက်ကတော့တကယ်ကိုကောင်းတဲ့အချက်လို့ပြောလို့ရပါတယ်။ဒီကြားဖြတ်ချန်ပီယံကပတ်လူပွဲမှာလည်း Justin Gaethje နဲ့ Patty Pimblett ကို ပွဲတယ်ပေးလိုက်တာဖြစ်ပါတယ်။အဲ့တော့အားလုံးလည်းသိပြီးသား Patty Pimblett ကလက်ရှိ Armen Sarokrim ကိုစိန်ခေါ်ထားတဲ့တယောက်။ Armen Sarokrim ကလည်း Ilya Topuria နဲ့ချန်ပီယံလူပွဲကစားချင်တဲ့တယောက်ပါ။အဲ့တော့အီလီယာထော်ပိုရီယာအတွက်ကောင်းသွားတဲ့ဆိုပေမဲ့အာမန်ဆာရိုခရင်မှာတက်ကတော့တကယ်ကိုအိမ်မက်ဆိုးလိုမျိုးဖြစ်နေပါတယ် ဘာလို့ဂျာဖြတ်ချန်ပီယံကပတ်လူပွဲမှာအာမင်ဆာရူပင်ကိုမထည့်တာလဲဆိုတဲ့အချက်ပေါ့နော်ဘာလို့လဲဆိုရင်လက်ရှိ lightweight တန်းမှာက ranking 1နေရာမှာရောက်ရှိနေတာကအာမင်ဆာရူပင်ပါပြီးတော့လက်ရှိချန်ပီယံကတော့အီလီယာထိုပိုရီယာဖြစ်ပါတယ်တော့ဘလိုပဲဖြစ်ဖြစ်အီလီယာထိုပိုရီယာကိုဒီချန်ပီယံကပတ်လူပွဲအာမင်ဆာရူပင်ကအရာကိုရတဲ့နေအာမင်ဆာရူပင်ကတော်မဟုတ်ရင်လေဒီဂျာဖြတ်ချန်ပီယံကပတ်လူပွဲမှာသူပါကိုပါတဲ့ fighter ဖြစ်ပါတယ် ဘာတပါဝကြတော့ဘာလို့ဆိုရင် ranking တက်နေရမှာရောက်ရှိနေတဲ့ fighter ဖြစ်တဲ့အတွက်အဲ့တော့လက်ရှိဂျာဖြတ်ချန်ပီယံကပတ်လူပွဲကို ranking 6နေရာမှာရှိတဲ့ Justin Gaethje နဲ့ ranking 9နေရာက Betty Pimblett ကိုပွဲတင်လိုက်တာဖြစ်ပါတယ်ဒါတော့နည်းနည်းတော့ပြောစရာလည်းရှိနေပါတယ်အဲ့တော့ Armin Sarokin ကလည်းလုံးဝကိုမပြောပါဘူးသူကပါပြောလာလဲဆိုရင်ခင်ဗျားတို့ပွဲတင်ပေးရင်လည်းကြီးကြပ်ပြီးတော့လုံးကြွားအတိတ်ပဲရှိရှိလည်းလုံးကြအောင်ဆိုပြီးတော့ ဒီပွဲစီစဉ်တဲ့ UFC အဖွဲ့အစည်းကိုပြောဆိုလိုက်တာဖြစ်ပါတယ်။အဲ့တော့ဒါကတော့အများပရိသတ်တွေရဲ့အမြင်ပါရောပြီးတော့ဒီအာမန်ဆာရိုခန်ဘက်ကကြည့်ရင်လည်းလုံးဝကိုမသိမ့်တော့တဲ့အရာပါ။ဒါပေမဲ့လေလာမယ့်2026ဆိုတာ Paramount ကလိုအပ်တဲ့တွဲဆိုင်တွေကိုပြသဖို့လိုအပ်တယ်။အဲ့တော့ပရိသတ်တချို့ရဲ့အဝေးဖန်မှုကလည်းခေါင်းပွဲမှာနှစ်ပန်းတက်တဲ့ပုံစံမျိုးသူတို့လည်းကြည့်ချင်မှာမဟုတ်ဘူး။ Paramount ကလည်းလုံးဝကိုကြိုက်မှာမဟုတ်ဘူးဆိုပြီးတော့ဝေဖန်ကြပါတယ်။ ဒါတော့ဖြစ်နိုင်ကြတော့အရင်နေပါတယ်ဒါပေမဲ့နောက်တစ်ချက်ကတော့ပါလဲဆိုရင်အရင်ပြီးခဲ့တဲ့ပွဲမှာဒီဒန်ဟုတ်ကာကိုအာမန်ဆာရိုပြန်ကခေါင်းတိုက်ခဲ့တာဖြစ်ပါတယ်အဲ့ဒါက face out လုပ်တဲ့ချိန်ပေါ့နော်အဲ့ဒီပွဲမှာတော့အာမန်ဆာရိုပြန်အနိုင်ရတယ်ဒါပေမဲ့လည်းအရင်ကြီး professional ဆန်တဲ့ပုံစံမျိုးမဟုတ်ဘူးဖြစ်သွားတာပေါ့နော်ခေါင်းနဲ့တစ်ချက်တိုက်ခဲ့တယ်အဲ့ဒါလည်းပါကောင်းပါနိုင်ပါတယ်ပရိတ်တတီရဲ့ဝေဖန်မှုပေါ့နော်ပရိတ်တတီရဲ့အထင်ကြီးပေးတဲ့အချက်တွေပေါ့ဒါပေမဲ့ကျွန်တော်အထင်ကတော့ အာမန်ဆာရခင်ရဲ့ပုံစံကိုအုတ်ထားကြီးတင်တော်ဝဲတော့တိတ်မကြိုက်ပါဘူးအရင်ကလည်းသူနဲ့တခြားပြန်ပြန်နဲ့ပွဲစီပေးတာလည်းရှိတယ်ဒါကသူကနှုတ်ထက်ခဲ့တယ်ဘာလို့လဲဆိုရင်သူကဒီထိုးခြင်းအဲ့လောက်ထိမလို့ဘူးကျွန်တော်အဖေကတကယ် boss ဆိုတဲ့ပုံစံမျိုးနဲ့နေနေတဲ့ fighter တစ်ယောက်ဖြစ်ပါတယ်အဲ့တော့အုတ်ထားကြီးကလည်းအရင်ကြီးကြီးရတဲ့အထဲမှာတော့မပါဘူးဒါပေမဲ့လည်းအာမန်ဆာရိုခင်မှပြစ်တက်လေအမြောက်အများရှိနေပြန်ပါတယ်။အဲဒါကြောင့်နည်းနည်းဆွဲဆန့်ထားတဲ့ပုံစံလိုပဲကျွန်တော်မြင်ပါခင်ဗျ။ ဲ့တော့အခုဒီဂျာဖြတ်ချန်ပီယံကပ်ဘက်လူပွဲမှာအနိုင်ရတဲ့တို့ကအီလီယာထော်ပိုရီယာနဲ့ရှင်ပြန်ရမှာသိကြပါတယ်။ဒါကတော့လာမယ့်ဧပြီလနောက်ပိုင်းမှာဖြတ်သွားနိုင်ပါတယ်။အဲ့တော့အခြေအနေကတော့တစ်ချက်ဆောင်းကျင်မှာဖြစ်ပါတယ်။ပြီးတော့နောက်ထပ်အရေးကြီးတဲ့ဟာပေါ့နော်။အဲ့ဟာပါလဲဆိုရင်ကမ်ဇန်ချမိုင်ရဲ့နဲ့ဒီ ranking နဲ့နေရာမှာရောက်ရှိနေတဲ့ Nazardin Imovov ရဲ့ပွဲစဉ်မှာအဲ့တော့ပြောမယ်ဆိုရင် UFC ကလေလာမယ့်2026အဖွင့်မှာ ိုလိုမျိုးပွဲစဉ်ကောင်းတွေကိုဖန်တီးပေးချင်တာတော့သူတို့ရဲ့စိတ်ထားအမှန်ပဲဒါပေမဲ့လည်းဒီ Nasodin Imovov ကဘာပြောတာလဲဆိုရင်ကျွန်တော် UFC နဲ့အချိန်ပေးပြီးတော့စကားပြောဖြစ်ခဲ့ပါတယ်ချန်ပီယံလူပွဲပဲကစားချင်တယ်လို့သူတို့ကကျွန်တော်ပြောလိုက်တယ်အချိန်ပေးတော့ပဲစောင့်ရပါစေချန်ပီယံလူပွဲမှာပဲကျွန်တော်ကစားမယ်ဆိုပြီးသူတို့ကပြောလိုက်ပါတယ်ဘာမှစိတ်အနှောင့်အယှက်မရှိဘူးလမ်းကြောင်းမလွဲသွားဘူးရရန်ကောင်းဖို့အတွက်အကောင်းဆုံးပြင်ဆင်ထားဖို့လိုတယ် ပါအမားမျိုးမှမရှိစေရဘူးကျွန်တော်အစင်းနဲ့ရှိနေပါတယ်ဆိုပြီးတော့လူမှုကွန်ရက်ဆက်မနာပေါ်မှာသူကရေးသားဖော်ပြသွားတာဖြစ်ပါတယ်အဲ့တော့ UFC နဲ့သူကအကြိမ်နဲ့ဆွေးနွေးပြီးသားဆိုတာလုံးဝကိုထင်ရှားနေပါတယ်ပြီးတော့နောက်တစ်ချက်နောက်တစ်ချက်ကဘာလို့လဲဆိုရင်ဒီ concept ပေါ့နော် concept ချမရကလည်းသူကပြောလာလေဆိုရင်ပူပူလာပြီးရင်တွေးကြမယ်မင်းနှစ်ပန်းပိုင်းကိုပြင်ဆင်ထားတော့ဆိုပြီးတော့ Nasadin Aimovov ကိုပြောဆိုထားတာဖြစ်ပါတယ် mention မှာခေါ်ထားတာပါ အဲ့တော့တေးကြပြီ UFC ကတော့ဒီပွဲကိုစီစဉ်နေပြီဆိုတော့လုံးဝကိုထင်ရှားနေပါတယ်။ဘာလို့လဲဆိုရင်လက်ရှိ ranking တက်နေရမှာက Dragon Duplex Dragon Duplex ကခန်းစက်နဲ့တခါလေး rematch ပွဲရဖို့ဆိုတော့တိတ်မတိတ်ချအောင်။အဲ့တော့ Nazardin Aimovov ပဲဖြစ်နိုင်ချေရှိပါတယ်။ UFC နဲ့စကားပြောပြီးသွားပြီဆိုပြီးတော့ဒီကာယကံရှင်ကိုတိုင်ကလည်းပြောပြလာတာဖြစ်တဲ့အတွက်ဒီပွဲကဖြစ်နိုင်ချေလုံးဝကိုသိချနေပါတယ်။ ဲ့တော့ဘယ်အချိန်လဲဆိုရင်ဒီမိုစလင်တွေရဲ့ဥပုပ်လာကတော့ဒီမတ်လ29ရက်နေ့မှာပြီးမှာပါအဲ့တော့ခမ်းဆက်ချွန်မရက်ကလည်းအဲ့ဒီနောက်ပိုင်းမှာပဲကစားလို့ရမှာဖြစ်ပါတယ်အဲ့တော့တေချာတာတော့ April လပဲဖြစ်နိုင်ခြင်းများပါတယ်နောက်ဆုံးတိုင်း Emma Wolf ကလည်းလုံးဝကိုတေချာတယ်သူက Champion လို့ပဲကစားချင်တယ်စောင့်နိုင်တယ်ဆိုပြီးတော့ပြောဆိုထားတဲ့အတွက်ဒီပွဲကတော့ဖြစ်နိုင်ခြင်း60ရာခိုင်နှုန်းလောက်တော့တေချာနေပါပြီ UFC ဘက်ကပဲတည်ဝင်ကြင်ရလာဖို့ပဲလိုအပ်တော့တာဖြစ်ပါတယ် ဟုတ်ကဲ့ပြီးတော့နောက်ထပ်တွဲဆိုင်တစ်ခုပေါ့နော်အဲ့ဒါပါလဲဆိုရင်အလက်ဇန်ဒါဗိုကနော့ဖစကီနဲ့ဒီယာကိုလိုပက်စ်ရဲ့ပွဲစဉ်မှာဒီပွဲစဉ်ကတော့ချိန်ညာပြီးသားလာမယ့်ဇန်နဝါရီ33ရက်နေ့မှာဒီဩစတြေးလျဆစ်ဒနီမှာပဲကျင်းပမယ်ဆိုပြီးတော့ UFC ဘက်ကချိန်ညာထားတာဖြစ်ပါတယ်အဲ့ထပ်ပေါ်ပြီးတော့ထူးခြားနေတဲ့အချက်အဲ့ဒါပါလဲဆိုရင်ဗိုကနော့စကီကပြောဆိုထားတဲ့အချက်ပါလက်ရှိဗိုကနော့စကီကအသက်39နှစ်ရှိနေပါပြီ သူကဩစတြေးလျနိုင်ငံမှာမွေးဖွားတဲ့ပထမအဦးဆုံးသော UFC ချန်ပီယံပါပြီးတော့ Featherweight တန်းမှာလည်းနှစ်ကြိမ်ထိချန်ပီယံဖြစ်ခဲ့တဲ့ Fighter ဖြစ်ပါတယ်အခုလက်ရှိလည်းချန်ပီယံပါပဲအဲတော့ဒီ Diego Lopez နဲ့မကြေပွဲကတော့ City မှာကိုအိမ်ပွဲမှာကိုကျင်းပမှာဖြစ်ပါတယ်ဒါပေမဲ့လည်းစိတ်မကောင်းစရာကဒီပွဲကသူ့ရဲ့အတွက်နောက်ဆုံးပွဲစဉ်ဆိုပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်ဟုတ်ပါ သက်ဆန်ရှာလို့ကောင်းနေတဲ့အရွယ်မှာအခုလိုချိန်ရတာတော့တိတ်တော့အတိတ်ပဲမရှိဘူးလို့ပဲကျွန်တော်တို့ပြိတ္တာဘက်ကပေါ့နော်အဲ့ဒါတော့သူကတော့အမျိုးစုံရှိမှာပေါ့ဒီတန်ရာပြဿနာရှိမယ်တခြားပြဿနာလည်းရှိကောင်းရှိနိုင်ပါတယ်အဲ့တော့ဒီပွဲကတော့အသေးစားပြီးဘိုကန်နော့စကီရဲ့နောက်ဆုံးထိုးတက်မဲ့ပွဲစဉ်ဖြစ်ပါတယ်။လာမယ့်2026ခုနှစ်နှစ်ဆန်းပိုင်းမှာပဲကျွန်တော်တို့ဘိုကန်နော့စကီကိုနှုတ်ဆက်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်တည်တင်းတစ်ပုဒ်ကတော့ VJJ ပွဲစဉ်ကောင်းတစ်ပွဲပါ ဒီပွဲစဉ်ကလာမယ့်ဒီဇင်ဘာ17ရက်နေ့မှာ US ဘက်ကကျင်းပထားတဲ့ပွဲစဉ်ဖြစ်ပါတယ်။ One Championship မှာ Champion ဖြစ်ခဲ့တဲ့ Mesa Bastos ရဲ့ပွဲစဉ်မှာ Mesa Bastos က One Championship မှာ Champion ဆိုပေမဲ့လည်းပြီးခဲ့တဲ့လပဲ One Championship ကနေထွက်ခွာသွားပြီဖြစ်ပါတယ်။အဲတော့လက်ရှိ Champion တော့မဟုတ်တော့ဘူးလို့ပြောလို့ရတယ်။သူရှုံးလို့ဒီ Champion ဆွန့်လို့ရတာမဟုတ်ပါဘူးခင်ဗျာ။သူကထွက်ခွာသွားတာပါ။အဲ့တော့ BGJ နဲ့အခုလက်ပဲသွားပြီဆိုတော့လာမယ့်ဒီဇင်ဘာ17ရက်နေ့မှာအားလုံးလည်းမှတ်မိကြမယ်ထင်ပါတယ် ကိုအောင်လာရဲ့နှုတ်ဆက်ပွဲတော့ကဒီခေါင်းဆွဲအစားပြိုင်ပွဲမှာပေါ့နော်အဲ့ဒီပွဲမှာပထမရရှိသွားတဲ့ PGJ ဆရာမကြီး Amanda Ellie Quinn နဲ့ရှင်နေရမှာဖြစ်ပါတယ်အဲ့တော့ပြောမယ်ဆိုရင်ဒီ Amanda Ellie Quinn ကလည်း One Championship မှာတပွဲကစားဖို့တယ်ဒါပေမဲ့အဲ့ဒီပွဲမှာ Mickey Musu Machi ရဲ့အမဖြစ်တဲ့ Tammy Musu Machi နဲ့ရှင်ပြန်ခဲ့ရတာပါအဲ့ဒါကြောင့်သူကရှုံးနေခဲ့တယ်ဒါပေမဲ့အဲ့ဒီပွဲကတော့ခဲ့တဲ့2023ခုနှစ်ရပါအခုတော့2026တော့မှရောက်ရှိတော့မယ်ဆိုတော့ အမန်ဒာအလီခွင်းကလည်းအရင်ကိုတိုးတက်လာတာတွေ့ရပါတယ်။ဒါတော့တကယ့်ဆရာမကြီးနှစ်ယောက်ရဲ့အပွဲစဉ်ကိုလာမယ့်ဒီဇင်ဘာ17ရက်နေ့မှာကြည့်ရှုရမှာဖြစ်ပါတယ်။မြန်မာစံတော်ချိန်လေးဆိုရင်တော့17ရက်နေ့မနက်ပိုင်း8:00နာရီ9:00နာရီလောက်မှာကြည့်ရှုရမှာဖြစ်ပါတယ်ခင်ဗျ။ဒီပွဲစဉ်ကတော့ YouTube မှာ live ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။ free ကြည့်ရှုရမှာဖြစ်ပါတယ်။ Okay ဒီနေ့ကတက်တော့ပါမယ်။နောက်ဗီဒီယိုမှာပြန်ဆောင်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။